ာမကျင်ရင်ပြင်းရင်ခဲ့ဖြစ်တဲ့သူတွေလိမ့်လို့ရတယ်ခြေတော့အေးပြီးတော့ဝမ်းရောင်တဲ့သူတွေအစ်စ်အမြင့်နာကျင်ကြိုက်ခဲ့တဲ့ဒူးနာခါနာအကျော်တင်အကျော်တက်ជីပေါင်းသမားတို့လေဖြက်လင်ငန်းသမားတို့အရန်ကောင်းပါတယ်လေးဘက်နာသမားတွေတို့ကလည်းအထူးတင့်တော်ပါတယ်ရှင့်မြပြည့်ကိုယ်တိုင်ကလိမ့်စေးလိမ့်တဲ့ခါမှာအနက်နေအရန်ပြင်းတာအင်ကြီးတွေမှာအနက်နေဆွဲတာမျိုးမကြိုက်ဘူးပယုတ်တွေပါပြီးတော့အရန်ကိုပူဆက်ပူလောင်ဖြစ်နေတဲ့ဟာမျိုးမြပြည့်မကြိုက်တဲ့အတွက်ကြောင့်မလို့စေးအေးပုံစံမျိုးလေးနဲ့ထုတ်ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ခလေးလေးတွေကအစာလိမ့်လို့ရပါတယ်ရှင့်အသားတွေကိုစိတ်ဝင်အောင်လိမ့်ပေးမယ်ဆိုရင်9မိနစ်အတွင်းနဲ့ ကယ်ကိုထူချတဲ့အာနိသင်ကိုရပါလိမ့်မယ်ဒီထက်မှရှိတဲ့ပအောင်ပစ္စည်းလေးတွေပြပြပေးမယ်နော်သူကပရင်ဂျင်စင်တောလျှောက်တရင်လင်းရင်ဂျင်စတဲ့အဲ့ဆေးမြစ်တွေအကုန်လုံးကိုလေပြပြဆေးစိန်ပြီးတော့ဖော်ဆက်ပေးတာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီဆေးလေးကအရန်ထူချပါတယ်သူရဲ့ဆေးပုံးထဲမှာပါတယ်ဆိုရင်မြပြဒီလေးမှာဆေးလေးကသူကအနှစ်ကလေးနဲ့ခလောက်ပြီးတော့ဒီလိုမျိုးလိမ့်ရတာပါအဲ့တော့ဆေးတွေကိုအကြာကြီးစိန်ပြီးမှဒီဆေးဘူးလေးရတာဖြစ်တဲ့အတွက်ကြောင့်မလို့အာနိသင်အတွက်အရန်ကိုထိရောက်ပါတယ်ထရီလာဘန်လင်းဆေးလေးသုံးမှုတဲ့သူလေးလည်း review လေးတွေရေးခဲ့ပေးပါအောင် တကယ်လို့အကြောပြေလိန်စီကြိုက်တယ်အနံ့ပြင်းတာမကြိုက်ဘူးဆေးဘူးမကြိုက်ဘူးဒီဆေးလေးလက်ဆောင်လိုချင်တဲ့သူလေးတွေရှိတယ်ဆိုရင်လည်းဒီ comment မှာရေးခဲ့ပေးလို့ရပါတယ်ရှင့်ကျေးဇူးများကြီးတင်ပါတယ်